လာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် တက္ကသိုလ်လက်ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာဆရာမတွေနဲ့ကျောင်းသားတွေကိုစစ်တင်ပေးနေတယ်လို့စစ်ကောင်မရှင်ကအော်တိုဘလာ၁ရက်နေ့ညကထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်မှာစစ်တင်တက်နေတဲ့ဆရာဆရာမကျောင်းသားကျောင်းသူတွေကသူတို့ကိုယ်တိုင်ဆန္ဒပြတဲ့သူတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဒါပေမဲ့အမည်မဖော်လိုတဲ့တက္ကသိုလ်ဆရာမတယောက်ကတော့မတက်ချင်ပေမဲ့မဖြစ်မနေစစ်တင်တက်ဖို့အတွက်စာထွက်ထားတဲ့အတွက်တဲရတာဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒီစစ်တင်ကိုကာကွယ်ဦးစီးချုပ်ယုံကြည်ပြည်သူစစ် နေကြာတက်များညွှန်ကြားရေးမှူးရုံးတွေရဲ့တက္ကသိုလ်လက်ကျေးရေးတက်တွေကတင်ပေးနေတာဖြစ်ပါတယ်။စစ်တနန်းဖွင့်ပွဲတွေကိုအော်တိုဘာလာတရနေ့ကနေပြည်တော်ကောင်စီနယ်မြေရှမ်းပြည်နယ်တောင်ပိုင်းပတ်ထူတက်မြို့၊မွန်ပြည်နယ်ချောင်းစုံမြို့၊ရန်ကုန်တိုင်းမော်ဘီမြို့၊အေရဝီတိုင်းပသိမ်မြို့နဲ့ပဲခူးတိုင်းတောင်ငူမြို့တွေမှာရှိတဲ့နေမြေကန်တင်နယ်ကျောင်းတွေမှာလှုပ်တာဖြစ်ပါတယ်။ င်နှန်းတွေကပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်း၊ဒုတိယနှစ်တန်းမြင့်စစ်ပညာသင်တန်းတွေဖြစ်ပြီးတော့သာမန်သင်တန်းချိန်နဲ့စကန်ချလေးချင်းချိန်အလိုက်သင်ကြားပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ မကွေးတိုင်းထီလီမြို့နယ်ကြားခဲကျေးရွာကိုစက်တင်ဘာလ30ရက်နေ့ပိုင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးပြည်သူပိုင်ပစ္စည်းတွေကိုအတမယူဆောင်သွားခဲ့ကြတယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတပ်ရဲ့ထီလီမြို့ပေါ်အထိုက်တပ်ကနေအင်အား100လောက်နဲ့စစ်ကြောင်းထိုးပြီးကြားခဲရွာမှာနိုင်ဝဲကြားတက်ဆဲပြီးပြည်သူပိုင်ကုံစုံဆိုင်တွေနဲ့တခြားအင်တွေကပစ္စည်းတွေကို အတမယူဆောင်သွားကြတာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကရွာကိုမိရှို့တာတော့မရှိပဲရွာခံမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်တို့ကို ဖမ်းဆီးပြီးမြို့သမီးစီကရွှေတကြက်သားနဲ့ငွေ15သိန်းကို တောင်းယူပြီးအားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ထီလင်းမျိုးနဲ့ပါအဖာတာဝန်ရှိသူကိုဖုံးကပြောပါတယ်။ကြားခဲတေးရွာဟာထီလင်းမျိုးရဲ့အရှိတောင်ဘက်ငားမိုင်ဝင်းကျစ်မှာရှိပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းငားကြိတ်ထက်မနဲ့စစ်ကြောင်းထုံးဝင်ရောက်ခံရကပြည်သူပိုင်နဲ့အိမ်တွေဖျက်ဆီးခတ်ခဲ့ရဘူးတယ်လို့သိရပါတယ်ရှင်။ လက်တလောရန်ကုန်မြို့ကဘရင်နောင်နဲ့ဝါတန်းဆန်ကုံစီတိုင်းတွေမှာဆန်အဝယ်အေးသလိုဆန်စည်းတွေလည်းမနစ်ကချက်ကျနေပြီးဆန်စည်းအကြက108ပေါင်ပါ ဖွဲအတိတ်ကုန်ကျက်9000ကျော်ရှိနေပြီမဲ့108ပေါင်ပါဆန်အိတ်အိတ်ကတော့ကျက်4000ခွဲလောက်တာဈေးရလို့ကုန်တွယ်မှုလုပ်ငန်းတခြားမှာထူဆန်းတဲ့အခြေအနေတခုဖြစ်နေပါတယ်။ဘွဲလို့ရတယ်ဈေးကောင်းတယ်။ဘွဲလို့တစ်ပေါင်လို့190လောက်ရှိသေးတယ်။190ပေါင်တရာဆိုတော့4000ကျော်။108ပေါင်နဲ့တွက်လိုက်ရင်5000ကျော်တယ်။ တန်သေးရတယ်ပါ၄တောင်း၄တောင်း၄တောင်း၅တောင်းဆိုတဲ့အခါကျတော့ကိုယ်တူကလည်းဈေးပိုရတယ်၊သူကလည်းဈေးပိုရတယ်။ဆန်းလာစေအနေနဲ့ဖြစ်အာဒါတော့ဈေးခွဲပုံမှန်မဟုတ်တဲ့အခြေအနေပေါ့နော်။ဒီပုံမှန်မဟုတ်တဲ့အခြေအနေရအာတကယ်တော့ဟိုနည်းနည်းထူးခြားနေတယ်။ဈေးခွဲကဒီတိုင်းသွားမဲ့ဆို ဆန်ကုန်စီတိုင်းတွေမှာအများဆုံးရောင်းဝယ်လုပ်ကြတဲ့ဆန်နဲ့ဇကွဲမှာလည်းဇကွဲဈေးကဆန်ဈေးထက်မြင့်နေပြီးဇကွဲကတော့ပြပတင်ပို့မှုရှိနေပါတယ်မြန်မာဇကွဲကိုတရုတ်နိုင်ငံကအများဆုံးဝယ်ယူနေပြီးအင်ဒိုနီးရှား၊ဘယ်ဂျီယမ်၊ပိုလန်၊နက်တာလန်စတဲ့ဥရောပနိုင်ငံတွေကလည်းဝယ်ယူနေတာဖြစ်ပါတယ်ဇကွဲဈေးကွက်အခြေအနေနဲ့ပတ်သက်ပြီးလက်တော်ဇကွဲရောင်းနေသူတူကခုလိုပြောပါတယ်ဇကွဲကဟိုကပြင်အကြီးပေါ့ဤ ြည်လှမယ်အယောင်လေးပွင့်ပန်ချာဆို65လောက်ထိပြတ်တယ်လေဆန်ကတော့အမြင့်ဆုံး6000ပဲဆန်ဆန်ဆန်လည်းဆန်သားအပြည့်မှာ80 85ပဲ6000အရင်တုန်းကဆန်သေးနဲ့သကွဲသေးရသကွဲသေးရအောက်ကပဲလေဆန်သေးရအောက်ကဖြစ်နေအခုကဆန်သေးရအောက်ရောက်လို့သကွဲသေးရအပေါ်ရောက်မြန်မာတိုင်းနိုင်ငံလုံးမှာစကွဲမပါပဲစံသားကြီးရအောင် ကြိတ်ခွဲနိုင်တဲ့စူပါတရားရခိုင်နှုံးလို့တပန့်ထားတဲ့အစင်းမြင့်ဆန်ဆက်ကြီးတွေအပါအဝင် 10မှတ်25မှတ်နဲ့35မှတ်ဆန်အရည်အကျွေးရီချီခွန်းနိုင်တဲ့ဆန်ဆက်ကြီးပေါင်း1900ကျော်ရှိပါတယ်မြန်မာနိုင်ငံဆန်ဆက်အတင်းရဲ့ခံမှန်းချက်အရတခြားဆန်ဆက်ငယ်ရီပါပါဝင်မယ်ဆိုရင်ဆန်ဆက်ပေါင်း1000ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ဒီလိုတမ်းမြင့်ဆန်ဆက်တွေကိုငွေကြေးကုန်ကြခံတည်ဆောက်ထားပေမဲ့ကမ္ဘာဆန်စည်းကွက်ပြောင်းလဲဖြစ်လာတဲ့အခါတခြားဆန်ထွက်တဲ့နိုင်ငံတွေနဲ့မြန်မာဆန်တွေရှင်မရောင်းနိုင်တဲ့အခြေအနေကိုဆန်ကုန်တဲ့အုပ်ကတုံ့တက်ပါတယ် မှန်တော့ကျွန်တော်တို့အစည်းအဝေးတွေတော့တက်တက်ခါရပြီကျွန်တော်တို့နိုင်ငံပို့တဲ့ဆိုင်ကအဲ point right point right ဆိုဆမ်ဘူပေါ့ဆမ်ဘူဆိုတာအခုဒီကုန်စည်တယ်မှာလာတဲ့အတွေ့အကြုံအဖို့အဆုံပေါင်းလိုက်ဒီထဲမှာတမင်းကောင်းတာလည်းပါတယ်မကောင်းတာလည်းပါတယ်စားသုံးတဲ့ကောင်မှာပြုတ်လာတယ်မာတာဒီအဲ့လိုမျိုးတွေပါတာပေါ့နော်အခုမှာဟို GW level ဆိုပြောတယ်ဂျန်နာတိုးဆိုရင်နည်းနည်းမှအဲ့နှမျိုးပုံပြီးတော့တမင်းချက်စားတယ်ကောင်းတယ် ဲ့တော့ကျွန်တော်တို့နိုင်ငံ export တင်တဲ့လူအားလုံးကဒီကွန်စီဒန်ကနေပြီးတော့အဲ့လိုမျိုးတွေ raw တွေဝယ်ပြီးအဲ့ရာကို quality တင်ပြီးတော့ပို့လိုက်တယ်ခရမ်းဒီစားသုံးတဲ့လူအသုံးပြုတဲ့လူမှာပြောရရင်မာလာရီလက်အဲတူတူတရားလည်းမထက်ဘူးသမီးအယောင်စင်အရာသားတွေမှာသူများနိုင်ငံတွေလည်းမရှိနိုင်ဘူးလက်တလောဆန်စည်းကွက်ကျဆင်းနေတယ်လို့2025မိုးစပါးရာသီအတွက်စပါးရီပေါ်လာပြီဖြစ်လို့စပါးလိုင်းလိုင်းပေါ်လာတော့မှာဖြစ်ပါတယ် စံစည်းကြနေတာကစပါးစည်းကိုဆက်လက်ကြစင်းစီမှာဖြစ်လို့စစ်ကော်မရှင်အနေနဲ့တစုံတရာတုံ့ပြန်ဆောင်ရွက်မှုရှိပါကလာမယ့်စပါးရာသီတွေမှာဆက်လက်ဆက်ပြိုးနိုင်ဖို့ကက်ကယ်ရီအပြင်စပါးဆက်အီက15တပ်မှဆက်ပြိုးထုတ်လုပ်နေတဲ့တောင်တူ မိသားစုတွေမှာစာဝတ်နေရေးဘေးဒုက္ခတွေကြုံလာကြရတော့မှာဖြစ်ပါတယ်ကျမဟန္နာပါ ယူကရိန်းနိုင်ငံတောင်ပိုင်းအိုဒက်ဆာမြို့နယ်သူ့အနေဝန်ကျင်ခရိုင်တွေမှာဆိုးရွားရတဲ့ဥတုနဲ့ရေလွှမ်းမှုမှုတွေကြောင့်ကလေးတရအပါဝင်လူ၉ယောက်သေဆုံးခဲ့ရတဲ့ထိခိုက်ပျက်စီးမှုတွေကနေရုတ်ကန်နေရပြီးကယ်ဆယ်ရေးသမားတွေလည်းညလုံးပေါက်အလုံးလုံးခဲ့ကြရတယ်လို့ပြည်내အရေးပေါ်ဝန်ဆောင်မှုဌာနကအော်တိုဘားလ၁ရက်ဗုဒ္ဓနေ့မှာပြောကြားခဲ့ပါတယ်။အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေဟာရေထဲမှာပိတ်မိနေတဲ့သူတွေကိုဘေးလွယာခွတ်ဆောင်ပေးခဲ့ပြီးကားတွေကိုလည်းရွှေ့ပေးကအဆောက်အုံတွေထဲကရေတွေကိုဆုတ်ထုတ်ပေး ခဲ့ရပါတယ်။ဒါ့အပြင်ပျောက်ဆုံးနေတဲ့မိန်းကလေးတယောက်ကိုလည်းခြေအားခံရှာဖွေခဲ့ပြီးမနက်အစောပိုင်းမှာပြန်ရှာတွေ့ခဲ့ကြောင်းအဲ့ဒီဌာနနဲ့ Telegram Channel မှာပြောထားပါတယ်။ အချိန်ခုနှစ်နာရီအတွင်းမှာပဲအိုဒက်ဆာမြို့မှာနှစ်လစာနီးပါးမိုးရွာသွားခဲ့တယ်လို့မြို့တော်ဝန်ဟန်နက်ဒီထရူကာနော့ဖ်က Telegram မှာအစောပိုင်းကပြောကြားခဲ့ပါတယ်။ကစဲလုပ်ငန်းတွေဆက်လက်ကြိုးပမ်းလှုပ်ဆောင်နေရမှာစုစုပေါင်းလူ362ယောက်ကိုကစဲနိုင်ခဲ့ကြောင်းအရေးပေါ်ဝန်ဆောင်မှုကထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်။ ဂျာမနီနိုင်ငံမြူနစ်မြို့မှာနှစ်စဉ်ကျင်းပနေကြအော်တိုဘာဖတ်စ်ဘီယာပွဲတော်ကိုအော်တိုဘာလ၁ရက်ဘော်ရူနေမှာညနေ9:00နာရီမတိုင်ခင်အထိပိတ်ထားခဲ့ပါတယ်။ မြူနစ်မြို့ရဲ့မြောက်ပိုင်းရှိလူနေအဆောင်တစ်ခုမှာမိလောင်ပြီးလူတယောက်သေဆုံးသွားကဖောက်ခွဲရေးပစ္စည်းတွေကိုလည်းရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့တာကြောင့်ပိတ်ထားလိုက်တာပါအထက်စစ်စီရေးရဲ့ဒစိုက်တပိုင်းအနေနဲ့အထူးတပ်ဖွဲ့တွေဟာအော်တိုဘာ1 BR ပွဲတော်နေရာမှာ6.5ကီလိုမီတာကွာဝေးတဲ့မြူနစ်မြို့မြောက်ဘက်ရှိ area ကိုစုံစမ်းစစ်ဆေးနေပြီးအစောပိုင်းမှာရဲတပ်ဖွဲ့ကပြည်သူတွေအတွက်အန္တရာယ်မရှိဘူးလို့ပြောကြားခဲ့ပါတယ် ဖြစ်ခတ်တန်တွေနဲ့ပောက်ကွဲတန်တွေကိုကြားခဲ့ရကြောင်းလူဖတ်များတဲ့ဘဲသတင်းစာနဲ့တခြားသတင်းအများပြားမှာဖော်ပြပါရှိပါတယ်။မိသားစုအငင်းပွားမှုတစ်ခုအတွင်လူနေအဆောင်ကိုတမင်တကာမိရှုခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။ နေရာမှာတွေ့ရှိသူတဦးကသေဆုံးနေပြီးတခြားတဦးပျောက်ဆုံးနေပေမဲ့အန်ဒီယရှိရလို့မယူဆထားပါဘူးအဆောက်အုံအတွင်းတွေ့ရှိရတဲ့လျှို့ဝှက်တက်ဆင်ထားတဲ့ထောင်ချောက်တွေကိုဖယ်ရှားရှင်းလင်းဖို့အထူးတပ်ဖွဲ့တွေကိုခေါ်ယူခဲ့ရတယ်လို့လည်း Shares ဝန်ကပြောဆိုထားပါတယ်ရှင် DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆန်ပါရှင်